ပါတာမော်ဒန်နဲ့ချေဝရချေဝရမြတ်အဲသူတို့ဘလောက်ကြီးကြီးပဲခက်ခဲတယ်ရှိနေပလေစေအဲဒီတုံလင်းအောင်ရပြီသူတို့ဘွားအစ်စ်ကနေပြန်ဆနိုင်နေဆိုတော့လူတွေအများကြီးပဲဘယ်သူ့ကိုပဲသွားမေးမေးဒီအညာဒေတာပြည်သူလူထုအကုန်လုံးကသူတို့ငတ်မှလည်းမပူဘူးဒါပေမဲ့အာနာရှင်အာနာရှင်တက်ဆိုးရှည်ပြီးတော့ဒီတုံလင်းကြီးကြာနေမှာနောက်ဒီတုံလင်းကြီးမအောင်မြင်မှာသူတို့အကြောက်ဆုံးပဲ ထမဦးဆုံးအနေနဲ့ပေါ့နော်မဖူးဝင်အနေနဲ့အာဒီအညာရဲ့ဘယ်ဒေတာကိုအခြေပြုပြီးတော့ပေါ့နော်ဒီစပေးရှောင်းအရေးတွေကိုအဓိကလုပ်နေလဲဆိုတာလေးကိုလည်းပြောပြပေးပါခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဖွဲ့အနေနဲ့ကတော့ဒီအညာဒေတာရဲ့ဟိုတနေရာပေါ့နော်ကျွန်တော်တို့လက်လှမ်းမိတဲ့နေရာတွေပေါ့နော်အာအဓိကအားဖြင့်ကျွန်တော်တို့အာအခြေစိုက်တဲ့ရမပင်ဆာလင်ကြီးပေါ့နော်အဲ့ဒီ တာတဝရဲ့အဲကျွန်တော်တို့ခြားနေရာတွေကတော့ကျွန်တော်လက်လန်းမီသွားနိုင်တဲ့နေရာတွေပေါ့အဲ့ဒါလေးမှာကျွန်တော်တို့ခြေဆိုင်ပြီးတော့သူတို့အမ်အဆီဘေးဆောင်ပေါ့နော်ဆီဘေးဆောင်မိဘေးတင်ကိုအဓိကထားပြီးတော့ဒါအာလောက်ကန်ဆောင်ရွက်ကူညီမှုပေးနေတယ်ဗျာဟုတ်ဒီအညာစစ်ဆောင်ရဲ့အခြေလေးပေါ့နော်အခုဆိုရင်တော်လန်ရေးရတယ်ကျွန်တော်တို့၄နှစ်ကျော်လာပြီဆိုတော့ဒီသူတို့ရဲ့ရှင်သန်ရည်တည်နေရတဲ့အခြေလေးကဘလို့အခြေလေးမျိုးမှာရောက်နေလေခင်ဗျာ စစ်ပေးဆောင်ဆိုတဲ့နေရာမှာလည်းဒါနှစ်မျိုးရှိတယ်ပေါ့နော်။အဲစစ်ပေးဆောင်ကကျွန်တော်တို့ယာယီစစ်ပေးဆောင်ရှိရယ်။အဲနေရစွန့်ခွာတဲ့စစ်ပေးဆောင်တွေရှိရယ်ပေါ့နော်။ကျွန်တော်တို့ဒေသတွေမှာဆိုရင်အဲအဓိကအားဖြင့်တော့ယာယီစစ်ပေးဆောင်ဆိုတာကတော့ ဒီအဲကိုယ်မှာနေထိုင်တဲ့အနေထိုင်တဲ့စကားဆလာလို့အာခဏတစ်ဖြုတ်ပေါ့နော်ခဏတာအာထွက်ပြေးတိန်းရှောင်ရတဲ့ဟာကိုဒါကျွန်တော်တို့ဟိုတတ်မှတ်တာပေါ့နော်အဲအဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒီနေရက်ကျွန်တော်တို့နေထိုင်နေတဲ့အဲနေရက်ဒီမှာမနေနိုင်တော့ဘဲနဲ့အာနေရက်စွန့်ခွာပြီးတော့တခြားဒေသတွေမှာခိုကက်နေထိုင်ရတဲ့စစ်ရှောင်တွေလည်းရှိတယ်ပေါ့နော်အဲ့ဒါကိုတော့ကျွန်တော်တို့ဒါနေရက်စွန့်ခွာစစ်ရှောင်အနေနဲ့တတ်မှတ်ထားပြီးတော့ဒါကိုညီမပေးနေတယ်အဲ့ဒီနေရာမှာအဓိကတော့အဲဒါအခက်ခဲမှုပေါ့နော်ခက်ခဲမှုအများဆုံးကြုံရတာ ာကတော့ဒီနေရဆွန့်ခွာဆစ်ရှောင်းနေပေါ့နော်နေရဆွန့်ခွာဆစ်ရှောင်းနေအနေနဲ့ကတာမဲသူတို့ရဲ့ဒီအရင်နှုံးကလက်လုတ်အဲလက်လုတ်လက်စားဘွားပေါ့နော်အဲလက်လုတ်စားဘွားရှိတယ်နောက်ပြီးကြတော့ဒီကိုကိုအိမ်မာတဲ့ဒီအဲဘယ်လိုပြောလဲလက်ငုတ်လက်ရင်းနေရှိတယ်ပေါ့နော်အဲ့အရာတွေကိုသူတို့ကနေမှဟိုဖက်ပြေးလာတဲ့ခါမှာဒါဒီပြစ်ထားခဲ့ရတယ်အဲ့အနေထားမျိုးမှာဒီ အဲတမ်းရင်းနှောင်းကအလုတ်ရှိတဲ့သူတွေကအလုတ်လက်မဲ့ဖြစ်သွားတဲ့အခြေအနေမှာဒါအဲစောင့်ဝင်တွေခက်ခဲသွားကြတယ်ပေါ့နော်အခုနောက်ပိုင်းမှာဒီရင်းနှောင်းကတော့ဒီဟာကမတိတာပြီးမဲလို့အခုနောက်ပိုင်းအာနာသိမ့်မှုကလည်းဒါလီးနစ်ကြော်ခဲ့တဲ့အခြေအနေမှာအာဒီ ုံစိန်တို့မြင့်တက်မှုကလည်းတပါးတည်းပါလာတယ်ပေါ့နော်အဲ့ဒီမှာသူတို့အနေနဲ့ရိုက်ခတ်မှုတအားဖြစ်တယ်အရင်တုန်းကဒီစာဝန်ကြီးချောင်းလေပဲအခုကျတော့ဒီအာသူတို့ရတဲ့လာကလောအားကပေါ့နော်လောအားကတနေ့8000ကလည်းဒါစံတပီအ4000ကျော်ပေးပြီးဝယ်စားနေရတဲ့အခြေအနေမှာဒါအဆင်မပြေမှုတွေပို့ပြီးဖြစ်လာကြတယ်ပေါ့နော်အဲ့ဒီနေသားမျိုးမှာမုံရွာမှာတက်ပြီးတော့ပေါ့ဒီလိုမျိုးအာတာမန်ဒီစစ်ဆောင်နေအနေနဲ့ဆိုရင်လလောက်လဆားရှိတယ်ပေါ့နော်တော်တော်များများဒီကိုယ့်ရဲ့လက်လုံလက်ငုပ်လက်ရင်းတွေပြစ်ထားပြီးပြီးခဲ့ရတဲ့ခါမှာဒ ီမုံမုံရွာဥပမာနည်းနဲ့ပေါ့နော်မုံရွာမျိုးလိုပုံစံမျိုးမျိုးတွေမှာတွားရောက်ပြီးတော့အလုလုကန်ရတဲ့ဒီလက်လုလက်စားတွေဆိုရင်ပေါ်တာရင်ပေါ့နော်ပေါ်တာရင်ညအများဆုံးဒီခံရတယ်အဲမတိလိုက်မတိပါလာပါသွားတဲ့လူတွေတနည်းစားတနည်းစားပါသွားတဲ့လူသမားတွေလည်းအများကြီးဖြစ်လာတဲ့ခါမှာ ဒီတွားရောက်ပြီးတော့လောက်ကင်အာလောက်ကင်နိုင်ခြင်းရှိကြတော့ဘောနော်အဲ့လိုနေသားမျိုးမှာလာကိုယ့်ရဲ့အာဒီတောချိန်မှာပဲကိုယ့်ရဲ့ရိပ်ဝါတွေမှာပဲဒီမရှိရှိရလို့အာဒီတောင်လူသိန်းချိန်မှာဆိုရင်အာတောင်သူဒီကသိန်းလိုက်တဲ့ကြံနေခဲတဲ့ဒီအဲကောက်ပဲတိနယ်လေးတို့လိုက်ကောက်တဲ့ကောက်တင်းကောက်တဲ့အလုပ်တွေကစလုံနေရတဲ့အချိန်တွေထိကိုရောက်နေပြီပေါ့နော်ဟုတ်ဟုတ် အမကူကူရေပြောရတဲ့မှာလည်းပါတယ်ပေါ့နော်ကျွန်တော်တို့ဒီစစ်ရှောင်းလေးအတွက်ပေါ့နော်အပူဟိုဒီညစ်တက်လာတဲ့ကုံစင်းတို့တန်းလည်းဝင်တစ်ခုလို့ဖြစ်တယ်အပြီးတော့ကျွန်တော်တို့ဒီပေါ်တာဆွဲတဲ့ကိစ္စတွေရောအခြေအနေရောပို့ပြီးတော့ဆိုးဝါးစေတယ်ဆိုတော့ဒီအညာစစ်ရှောင်းလေးရဲ့ပေါ့နော်အဓိကစိန်ခေါ်မှုအခက်ခဲကဘာတွေများဖြစ်နေလဲဗျအဓိကစိန်ခေါ်မှုအနေနဲ့ကတော့ခုလတ်တလုံးမှာဖြစ်နေတယ်ပေါ့နော်ဒီစကားစကားဒီ2025မှာ ဒီတိုက်လီရင်နေ right တွဲတွေအာဒီ MI35 တွေနဲ့အဲဒီလေကြောင်းတက်ခဲမှုတွေလောက်တာမဟုတ်တော့ဘဲနဲ့ဒီ2025မှာတွင်တွင်ကြဲကြဲအသုံးပြုလာတဲ့ဒီပါရာမော်တာစက်တက်လေဒီတွေပေါ့နော်အဲ့စက်တက်လေဒီတွေကသူတို့တွေတိုက်ပွဲအာတိုက်ပွဲဖြစ်လို့တိုက်ပွဲဖြစ်တဲ့အနီးတစ်ဝိုက်နေရာဒေသတွေမှာကျဲတာမဟုတ်ဘဲနဲ့ ကျွန်တော် needs တူကဒီကျွန်တော်တို့ခေါင်းပေါ်မှာပြန်တန်းပြီးတော့กินထောက်တယ်အာသူတို့ချကျင်တဲ့နေရာကြီးရန်တန်းပစ်တယ်ချတယ်အဲ့လိုနေထားမျိုးမှာဒါစစ်ရှောင်းနေရောဒီတာမန်ပြီးသူတွေရောအကုန်လုံးပေါ့နော်အကုန်လုံးကဒီသူတို့ရဲ့လက်လန်းမီတဲ့ပါရာမိုတာသူတို့သွားနိုင်တဲ့အဲအရက် ဒေတာမှာရှိတဲ့ပြည်သူလူထုအကုန်လုံးဒါတွေ့ကြုံခံစားနေရတဲ့အရေးကြီးတဲ့တစ်ခုပေါ့နော်အခက်ခဲတစ်ခုပေါ့နော်အဲ့မှာကျွန်တော်တို့ဒီတာမန်ဒီစစ်ဆောင်စခန်းနေဆိုလို့ရှိရင်ဒီလူဦးရေအဖြစ်ရာနဲ့ချီရှိတဲ့အခါမှာဘုံကိုချင်းတိဆောက်နိုင်ခြင်းမရှိဘူး။ဒါပေမဲ့ခေါင်းပေါ်မှာတော့တဝီဝီနဲ့လာနေတဲ့အတန်တွေကြားနေရတယ်။ကိုကပုန်းခုံနိုင်ခြင်းမရှိတဲ့အခါမှာဒါဘလို့ဘဲတို့ကိုအာကိုပြီးဘယ်နေရာကိုသွားပြီးပုန်းခုံရမယ်မသိဘူးပေါ့နော်။အဲ့လိုနေထားမှာတာမန်ပဲကျွန်တော်တို့လူမျိုးကုတ်ပြီးတော့နေနေရတယ် ဒါကျွန်တော်တို့ဒါမဖြစ်သေးလို့တာပေါ့နော်ဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေကဒါဟိုကြည်ခွဲဝမ်းနေုံတစ်ခုတွင်ခံစားရမယ်ခံစားရမှာပေါ့နော်အဲ့လိုအနေထားမျိုးမှာဒီလိုမျိုးပဲရွာထဲမှာနေထိုင်ကြတဲ့ပြည်သူလူထုအနေနဲ့ကလည်းသူတို့ရတဲ့လခမဒီတနေ့လောက်ခမ8900တပေါင်းရတဲ့ခါမှာဒီလိုမျိုးဘုံကိုချင်းအဲဆဲ့ချီပြီးတော့ကုံမဲ့အနေထားမှုမှာ တူးနိုင်ခြင်းမရှိကြဘူးပေါ့နော်မရှိကြတဲ့ဟာကဒီခုလက်တလောမှာစိန်ခေါ်မှုခက်ခဲတရက်တွေနဲ့တို့ရင်ဆိုင်ကြုံတွေ့နေရတယ်အဲအဲ့လိုမျိုးပဲဒီကွန်ဆင်တို့မြတ်တက်မှုကလည်းတနည်းနဲ့တခြားအာဖြစ်ပေါ်လာတဲ့အခါမှာအစင်မပြေမှုတွေကတော့ဇက်တိုက်ပေါ့နော်ဒါတပူပေါ်တပူစင့်အနေနဲ့ဟိုခက်ခဲမှုတွေကြုံတွေ့နေကြရတယ်ဗျဟုတ်ဆိုတော့ကကျွန်တော်တို့ကဒီစက္ကစဘကပေါ့နော်အာဒီမြေမြေမှာစစ်ကြောင်းမထိုးလာနိုင်ရောတဲ့အခါမျိုးကြလို့ရှင်ဒီဒီကြောင်းတိုက်ခတ်မှုတွေကိုပို့ပြီးတော့ပြင်းပြင်းထန်ထန်လှုပ်လာကြတဲ့ဆော့ရ ဟိုပါမိုတာလိုဟာမျိုးတွေကိုတုံးပြီးတော့ပါသူတို့ကအသုံးပြုလာရဆိုတော့လေဒီအညာဆစ်ရှောင်းနေအနေနဲ့ပေါ့နော်သူတို့လေချောင်းအနေရကိုဘလို့ပုံစံမျိုးနဲ့ပေါ့နော်အန်တုပြီးတော့ရင်ဆိုင်နေကြရတယ်ဗျ။အင်းဘလို့ပုံစံမျိုးနဲ့ရင်ဆိုင်အန်တုနေကြလဲဆိုလို့ရှိရင်အာအတန်ကြားတယ်ဆိုလို့ရှိရင်ညီဝစ်နေကြတာပေါ့နော်အဓိကတော့ဒါ ဘုံကိုချင်းလိုအပ်တာပေါ့နော်ကျွန်တော်တို့တွေကဒီဒါခုနေမှာလဲဒီအရင်တော့ကလဲ2024မှာတော့ကနေကစကားစားရဲ့မြေပြင်စစ်ကြောင်းဆိုတာတော်တော်နေသွားပြီပေါ့နော်သူတို့မှာခန်းစစ်တွေပြင်ဆင်နေရတယ်အဲ့လိုနေသားမျိုးမှာဝေဟင်ကနေပဲလာပြီးတော့ဟိုဒရစစ်ချနေတာပေါ့နော်အဲ့လိုနေသားမျိုးမှာကိုယ့်အိမ်မှာအဲဘုံကိုချင်းတစ်ခုရှိခြင်းကဒါအသက်ရှင်ဖို့ရာခိုင်နှုန်းအများကြီးရှိတယ်ပေါ့နော်အဲ့လိုနေသားမျိုးမှာတိတယ်တိပေမဲ့လဲဒါလက်ထဲမှာ ဟိုငွေကြေးရှိမှလှုပ်လို့ရမယ့်အနေအထားဖြစ်တဲ့အတွက်ကြောင့်မို့လို့မရှိတဲ့အခါမှာလက်ပိုက်ပြီးကြည့်နေကြရတယ်ပေါ့နော်ဟိုလှုပ်ချင်ပေမဲ့လည်းစံနာလာရှိပေမဲ့ငွေကြေးမရှိတဲ့အခါမှာမတက်နိုင်ကြဘူးအဲ့လိုအနေအထားမျိုးမှာအချို့ဒီပါရာမိုတာနဲ့ပတ်သက်ပြီးတော့ရောအခုမှဒီစကားစနဲ့အသုံးပြုလာတဲ့အခါမှာဒီလေချောင်း အန်နေရအတွက်ပေါ့နော်အသိပညာဘုဒ္ဓဗေးလည်းရဲနေတယ်နေတဲ့ခါမှာတချို့မသိတဲ့ပြည်သူတွေနေနေဆိုရင်အပြစ်မှတ်တွေထွက်ကြည့်ကြတယ်အဲ့လိုမျိုးအနေထားမျိုးမှာဒါမလိုလားအပ်တယ်ပေါ့နော်အာရဲအန်နေများတဲ့လက္ခဏာတွေဖြစ်တယ်ပေါ့နော်အဲ့လိုအနေထားမျိုးမှာကျွန်တော်တို့တွေကမြေပြင်ကိုဒီဇိုင်းမက်မက်နဲ့သူတို့တွေဒီလိုမျိုးအတန်ကြားပြီဆိုရင်ဘလို့ပုံအောင်ပုံအောင်ခိုအောင်နိုင်လို့ရမလဲဆိုတာတွေပေါ့နော်ဘုံကိုချင်းမရှိလဲဘလို့မျိုးဘာနဲ့ကာကွယ်နိုင်မလဲအဲ့လိုတွေ တို့ကိုများများပေါ့နော်အအသိပညာဘုရားပေး sharing တွေပြန်လုပ်ရမယ်လို့ကျွန်တော်တွေနဲ့မြင်မိတယ်ဗျဟုတ်ဟုတ်အာနည်းမြဆုံးမမှုလဲပေါ့နော်အထိုက်လျှောက်ရတာတွေလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့ဒီအခြေအနေမှာပေါ့နော်အညာဆစ်ဆောင်နေနေရောအဘလိုပုံရှင်သန်ရတာပေါ့နော်ပို့ပြီးတော့လွယ်ကူလာသလားခက်သွားသလားပေါ့အာအညာဒေသမှာတော့တော်တော်များများကတော့ဒါဒီစကားစားဆိုလို့ရှိရင်သူတို့ရဲ့အထိုင်နေအထိုင်ချထားတဲ့နေရာကြီးပေါ့နော်အဲ့မှာပဲသူတို့တွေတက်ဆွဲနေထိုင်ကြတာတွေရှိတယ်ပေါ့နော် ော်ဂျွာတွေမှာတက်ဆွဲတယ်ဆိုတာတော့မရှိဘူးအဲဒီအညာဒေသတော်တော်များများကပြူပြူဝါတွေပဲရှိကြတော့တယ်ပေါ့နော်ပြူဝါတောင်မှကျွန်တော်တို့တော်တော်များများဒီခင်ဦးနယ်တွေဘာတွေမှာဆိုရင်ပြန်လဲသိမ်းကြီးဥတာတွေဘာတွေထိရှိနေကြပြီအဲ့လိုနေသားမျိုးမှာဒီစကားစားလာပြီဆိုရင်တော့ပြေးကြရတဲ့ဒူတွေကြီးပါပဲကျွန်တော်တို့ကကွယ်ရေးမှာစပြည်သူတွေအစုံအကုန်လုံးပေါ့နော်ဒါပြေးကြရတဲ့ဟိုရှောင်တိန်ကြရတယ်အဲ့လိုနေသားမျိုးမှာတော့ဒါဒီ2024နောက်ပိုင်းဆိုရင်တော့တော်တော်လေးတော့ဟိုဖြစ်လာပြီပေါ့ဟိုစကားစားစစ်ကြောင်းမထိုးနိုင်တော့ဘူး အဲခုနောက်ပိုင်းဘာဖြစ်လာလဲဆိုတော့ဝေဟင်ကနေပဲတိုက်ခိုက်ခံလဲရတယ်။နေမီပေါ့နော်ဇာကဆာရဲ့နေမီဇာဆာဆုံးရှုံးလာတာနဲ့အမြသူတို့တွေကတော့ဟို S-right နေချောင်းတက်ခဲမှုတွေတော့ခဏခဏပြုတ်လောက်လာမျိုးလို့ကျွန်တော်အနေနဲ့ခံမဲမိရပြဟုတ်။ဆိုတော့လေကျွန်တော်ဟိုမတ်ဘူးကွင်ရဲ့စောကြီးကပြောသွားတယ်ဒီမှာလဲကျွန်တော်စစ်ချောင်းဝင်လာရင်လို့ရှိရင်တော့ကျွန်တော်တို့ကဟိုရှောင်ရတယ်စစ်ချောင်းထွက်သွားရင်ပြန်ဝင်လာရတယ်ဆိုတဲ့အခြေအနေပေါ့နော်။ဟိုအဲ့ဒီအခြေအနေကအခုချိန်ကြီးရှိနေတော့မလားဗျ။အော်ရှိတာပေါ့ဗျ။ အာရှိတာပေါ့ဆိုတာဒီ၃လပိုင်းမှာကိုကကျွန်တော်တို့ဒီမုံဝါမြို့နေပေါ့နော်မုံဝါမြို့နေရဲ့ဒီ data တခုမှာစစ်ကြောင်းရွာစင်ပတ်ပြီးတော့ထိုးထားတာပေါ့နော်ရွာစင်ပတ်ပြီးထိုးထားတယ်အာအဲ့ဒါကလည်းကျွန်တော်တို့ဒီချောင်းမုံဝါချောင်းလမ်းပိုင်းမှာပေါ့နော်ဒီသူစကားစဟိုရင်တန်းပေါ့နော်ရင်တန်းကိုတိုက်ခိုက်မှုနဲ့ပတ်သက်ဆက်နွယ်လိမ့်မယ်လို့ကျွန်တော်တော်လည်းမြင်မိတယ်ပေါ့အဲ့လိုနေသားမျိုးမှာနေမြေရှင်းလင်းတဲ့သဘောအနေနဲ့ဒီပါရာမိုတာနဲ့ထောက်လျှောက်သူတို့ကျဲတယ်အာကျဲပြီးတော့ကြတော့ အာဒီဝိုင်းဒရိတ်နဲ့ကျဲတယ်ကျဲပြီးရဲ့နောက်ပိုင်းမှာမြေချင်းစစ်ကြောင်းတောက်လျှောက်ဝင်နေပေါ့နော်တောက်လျှောက်ဝင်နေအဲ့ဒီမှာကျွန်တော်တို့ဒီပြည်သူ့ကာကွယ်တပ်ပေါ့နော် BDS စခန်းတစ်ခုလည်းဝင်စည်းခံလဲရတယ်ပေါ့နော်စည်းခံလဲရတယ်အဲအဲ့ဒီမှာလည်းကျွန်တော်တို့ဒါကိုကြည်ချင်းအဖြစ်လဲဒါအာကျွန်တော်တို့တွေကနေမီကိုအဲဟိုအဓိကပဲထိန်းချုပ်အာဆိုးမိုးပေါ့နော်ထိန်းချုပ်တယ်ဆိုရယ်ဆိုးမိုးတယ်ဆိုပေမဲ့လည်းအာတို့လာရင်တော့ဟိုယခုချိန်ဒီပြေးကြရတော့မှာပဲပေါ့နော်ဟုတ်ဟုတ် အညာမှာဆစ်ဆောင်တဲ့အတူခလေးတွေရဲ့ပညာရေးကျမ်းမာရေးအခြေအနေရောဒီ၄နှစ်တော့အတွင်းမှာပေါ့နော်ဘလို့အခြေအနေမျိုးမှာရှိနေလဲဗျအာလင်းနေကြော်တွဲမှာကလေးတွေပညာရေးဆိုရင်ဒီအတမန်ပေါ့နော်ကိုဗစ်ကာလလည်းရှိတယ်ကျွန်တော်ကြုံထွက်ခဲ့ကြတယ်အဲ့တော့အခုဆရာနာသိမှုမှာအဲကျောင်းကြီးကကျွန်တော်တို့မမရရဒီတော်တော်တန်တော့စောတဲ့ကျောင်းတွေမှာနောက်20ခုနှစ်မှာစပြီးဖွင့်ကြတာပေါ့နော်အဲ့ဒီနေသားမျိုးမှာအာတာမန်စာတင်နှစ်ကိုမှီအောင်ကိုလိုက်မနေလိုက်နေရတာပေါ့နော် အာကျွန်တော်တို့ပုံမှန်တစ်နှစ်တန်းဆိုတဲ့ဟာတွေမိအောင်ကိုမနှဲလိုက်နေကြရတယ်။အဲ့နေသားမျိုးမှာတချို့ကလေးတွေကြတော့ခုနကပြောသလိုမိသားစုရဲ့အခက်ခဲအဲနောက်ကြတော့ဒီတချို့ဆိုရင်အာမိသားစုမှာအဖေမရှိတော့တာအိမ်တော်ဦးစီးမရှိတော့တာဆိုလို့ရှိရင်ဒါဟောခက်ခဲသွားကြတယ်အိမ်ကလည်းမရှိခံရရတယ်အဲ့နေသားမျိုးမှာကလေးတွေကိုចောင်းဆက်ပြီးမထားနိုင်ဘူးပေါ့နော်မထားနိုင်တာက ပတ်သက်မရှိလို့ဟုတ်တယ်ဒါပေမဲ့လည်းစောက်ဝင်နေကြတော့လေသူတို့ကပြန်ပြီးထိမ့်ပေးရအဲ့လိုနေထားမှုမှာစာတင်ငန်းထဲမှာရှိနေမဲ့ရှိနေရမဲ့ကလေးကြီးပဲအာနှစ်တန်းသုံးတန်းပဲရှိနေတဲ့ကလေးကလုပ်ငန်းဝင်ထဲမှာမနေတော့တရားဆွဲသွန်းခံလဲရတဲ့အခါမှာကျွန်တော်တို့ဒီကိုယ်တိုင်ကလည်းဒါပေမဲ့ရှိတော့ရှိတယ်ပေါ့နော်ဟိုစစ်ဆောင်မိသားစုတွေမှာခက်ခဲတဲ့မိသားစုတွေကျွန်တော်ကြောင်းထားပေးတယ်ဒါပေမဲ့သူတို့မှာအကုန်လုံးဒီစီးပွားရေးအစအကျက်တဲပြိုက်သွားတဲ့အခါမှာသူတို့မိသားစုတခုလုံးကျွန်တော်တို့ကြီးတောင်းဟိုဘယ်လိုပြောမလဲဟို ဟိုမပေးထားနိုင်ဘူးပေါ့နော်အာသူတို့စီးပွားရေးပေးလဲအောင်မပေးထားနိုင်တဲ့အခြေအနေမှာလျှော့လိုက်ရတာပေါ့နော်ကျွန်တော်တို့တွေကအခက်ခဲចောင်းလာကစောက်အခက်ခဲဖြစ်လို့ရှိရင်တော့ကျွန်တော်တို့ចောင်းထားပေးရဒါပေမဲ့မိသားစုအခက်ခဲဖြစ်တဲ့အခါကျတော့ဟိုဒီတမန်ဒီចောင်းငန်းထဲမှာပျော်နေရမယ့်အရွယ်ရလုပ်ငန်းခွင်ထဲမှာရောက်သွားကြတဲ့ကလေးတွေအများကြီးရှိတယ်အဲ့လိုနေထားမှာចောင်းသားတွေရဲ့ကလေးတွေရဲ့ပညာရေးပေါ့နော်ပညာရေးကအာမတရားဆုပ်ယော့ဆုပ်ယော့သွားတယ်ပေါ့နော်ဒီကာလာတော်တွင်မှာဒီကျမရဲ့ အနေနဲ့ဆိုလို့ရှိရင်ကလေးတွေအနေနဲ့ဒီကာကွယ်ဆေးပေါ့နော်ကာကွယ်ဆေးတွေလုံးဝမထိုးနိုင်ကြဘူးဗျာဟုတ်ကျွန်တော်တို့အညာမှာပေါ့နော်ဟိုတတော်များကပြောကြတယ်မိသားစုတွေကဟိုမစုံကြတော့ဘူးပေါ့နော်တကွဲတပြားစီနဲ့တီကွဲတွေရှိရဲရှင်ကွဲတွေရှိရဲဆိုတော့အဲ့ဒီအခြေအနေကဘယ်လိုပုံစံမျိုးဖြစ်နေလဲဗျာအာဟုတ်တယ်ဟုတ်တယ်ကျွန်တော်တို့အာအဓိကအားဖြင့်ကတော့ညာဒေတာရဲ့လူငယ်တော်တော်များများပေါ့နော်လူငယ်တော်တော်များများကနိုင်ငံခြားမတော်ဘူးဆိုရင် အာဒီဟိုတော်လန်ရေးအဖွဲ့တွေမှာပေါ့နော်သူတို့ရဲ့နီးစပ်ရတော်လန်ရေးအဖွဲ့တွေမှာအာတိုက်ခတ်ရေးအာတပေးအကုန်လုံးပေါ့နော်ဟိုပါဝင်လှုပ်ရှားနေကြတဲ့သူတွေများကြတာပေါ့နော်များကြတယ်အဲ့လိုနေထားမျိုးမှာအာတချို့မိသားစုတွေဆိုလို့ရှိရင်အာတားလေးတယောက်ရှိတယ်အာဒါဒီပြည်ရထဲမှာဝင်နေတယ်အဲ့လိုမျိုးရှိတယ်အဲတရင်ကနေပြန်ခွင့်ပြန်ပေးရခါမှလာပြန်လာရတယ်ပေါ့နော်အဲ့လိုမျိုးပဲအဲတခြားမိသားစုတွေမှာဆိုလို့ရှင်လေ ဟိုခွင့်မပြန်လာနိုင်တော့တဲ့သားသမီးတွေပေါ့နော်ရှေ့တန်းမှာကြာဆုံးသွားတဲ့သားသမီးတွေအများကြီးပဲရှိတယ်အာတော်တော်များများပါပဲအာຫນွေဦးတော်လန်ကြီးကဒီမိသားစုတွေကိုအကုန်လုံးကိုပေါ့နော်တကွဲတပြားစီဖျက်အောင်ဟိုဟိုသူ့သူ့ရဲ့ဘယ်လိုပြောမလဲဟိုပါပေါ့နော်အာဒီမခန့်ကျစ်စိတ်ကြောင်းမို့လို့ဒီပြည်သူလူတွေမခန့်ကျစ်ဆောင်မို့ဒီအာတော်လန်ကြီးမှာပါဝင်လှူရှားနေတဲ့သူတွေမိသားစုတွေဖြူဖျဲဖြစ်ကုန်ကြရယ်ပေါ့နော်ဥပမာဆိုရင်ကျွန်တော်တို့မိသားစုဆိုလေအိမ်မှာ ဖေနဲ့မင်းနဲ့နှစ်ယောက်တည်းပဲကြံနေခဲ့တယ်။အာသာသမီလေးယောက်ရှိတယ်လေးယောက်လုံးတကွဲစီဖြစ်နေတယ်။အဲ့လိုနေထားမျိုးပဲကျွန်တော်တို့လိုပဲကျွန်တော်တို့လိုမိသားစုတွေကလည်းဒါဟိုမိသားစုတစုမကနှစုမကကျွန်တော်တို့တွေအစုပေါင်းများစွာပေါ့နော်အဲ့လိုမျိုးလေးအများကြီးပဲရှိကြတယ်ပေါ့နော်ဟုတ်ဒီအညာလူတို့ရဲ့တော်လိုင်းရေးပေါ်ထားတဲ့သူတို့ရဲ့စိတ်ထားပေါ့နော်ဘလို့အခြေအနေမျိုးမှာရှိတယ်ဗျ တို့ဒီတော်လန်ရေးပေါ်မှာထားတဲ့စိတ်ထားကပြောမယ်ဆိုရင်တတော်များများကအညာကခိုင်မာတယ်ပေါ့နော်ခိုင်မာတယ်ကျွန်တော်တို့တွေကဒီစိတ်ကောင်စီရဲ့ဒီအာနာသိမ့်မှုပေါ့နော်မြဝထင်းနေမြင်လို့ရလာရမြင်တွေ့လက်ရပြီတော့ပေါ့နော်တိုင်းနာဒေသတွေမှာအရင်နှုန်းကနေရှိခဲ့ပါလားအဲအဲ့လိုမျိုးတွေဟိုမြင်တွေ့လာတယ်ပေါ့မြဝထင်းနေမြင်တွေ့လာတဲ့အခါမှာယက်တီချက်ပေါ့နော်ဒီ Federal Democracy ရရှိရေးအတွက် ဒီရှေ့ကနေသွားနေတဲ့အာဒီ NUG အပောင်ဝင်ပေါ့နော်အကုန်လုံးသူတို့တွေ NUG ဆိုရဆိုလဲသူတို့အစိုးရပေါ့နော်လုံးဝခိုင်မာတယ်သူတို့တွေကခိုင်မာတယ်သူတို့ဘလောက်ကြည့်ကြည့်ပဲအခက်ခဲတွေပေါ့နော်အခက်ခဲတွေအဓိကတော့ဟိုတော်လန်ရေးရဲ့အာဆိုဂျိုးဒါပြည်သူတို့ကအဓိကခံရတာပေါ့ဗျအာအဲ့ရခံရတဲ့ဆိုဂျိုးတွေတော်တော်များများကိုသူတို့တွေတောက်ခံနိုင်တယ်တောက်ခံနိုင်ဖို့လဲသူတို့တွေစူးစမ်းကြတယ်ဟိုနောက်ပြီးသူတို့တွေကခိုင်မာကြတယ်ပေါ့နော်အဲ့လိုအနေထားမျိုးမှာ အာဒီပြည်သူလူထုအနေနဲ့ရှေ့ကနေသွားနေတဲ့ဒီအစိုးရရောဒီခေါင်းဆောင်ပိုင်းတွေရောအကုန်လုံးကိုဘယ်လိုပြောမလဲအများကြီးပေါ့နော်အများကြီးမျောနေထားကြတယ်ပေါ့နော်အာကျွန်တော်မြေပြင်မှာဆိုရင်အများကြီးတွေ့ရတယ်အဲအများကြီးမျောနေထားကြတဲ့အခါမှာအာသူတို့မျောနေထားတဲ့အတိုင်းအာဒါခေါင်းဆောင်တွေအနေနဲ့အာဒါပြုတ်လို့အာပြုတ်လို့ဆောင်ရွက်ဆွမ်းဆောင်နိုင်ကြဖို့သူတို့အနေနဲ့အများကြီးမျောလင်းကြတယ်အာဟိုဟိုပြောမယ်ဆိုလို့ရှိရင်အာသူတို့ဘလောက်ကြီးကြီးပဲခက်ခဲတွေရှိနေပြီလေးစေအဲဒီတော်လင်းအောင်ရပြီ တို့ဘွားအစ်ကနေပြန်ဆနိုင်နေဆိုတဲ့လူတွေအများကြီးပဲဘယ်သူ့ကိုပဲသွားမေးမေးဒီအညာဒေတာကပြည်သူလူထုအကုန်လုံးကသူတို့ငတ်မှလည်းမပူအဲသူတို့တေးရမှလည်းဟိုဘယ်လိုပြောမလဲဒါတော့ဒါတိုက်ပွဲတွေမှာရှိတဲ့လူတွေပေါ့နော်တေးရမှလည်းသူတို့မကြောက်ဘူးဒါပေမဲ့အာနာရှင်အာနာရှင်တက်ဆိုးရှည်ပြီးတော့ဒီတော်လိုင်းကြီးကြာနေမှာနောက်ဒီဒီတော်လိုင်းကြီးမအောင်မြင်မှာသူတို့အကြောက်ဆုံးပဲအဲအဲ့လိုအနေထားမျိုးတို့ရှိတယ်ပေါ့နော်ပြည်သူလူထုအနေနဲ့အရန်ခိုင်ပါတယ်အညာကလုံးဝခိုင်ပါပါတယ်ဗျာဟုတ် ဟုတ်ဆိုတော့ကဒါဆိုရင်ဟိုဆက်ဆက်ပြီးတော့တခုတော့သိချင်တာဒီညာလူတို့ကကျွန်တော်တို့ဒေါ်လာရေးဥဆောင်နေခေါင်းဆောင်နေအနေနဲ့မြေပြင်ကိုဆင်းဖို့ညှော်လင့်နေလို့ပြောလို့ရတာဗျာညှော်လင့်တာပေါ့ဗျာကျွန်တော်တို့အခုချိန်မှာပြည်သူတို့သွားမြေကြီးလိုက်ရင်ကာကွယ်ဝင်ကြီးဌာနကဝင်ကြီးကဘယ်သူလဲကျွန်တော်တို့ရင်ပြည်ထရေးကဝင်ကြီးကဘယ်သူလဲအဲတမရာကြီးရဲ့ဒူဝါလက်ရှိလာဆိုတော့အဲနေမယ်ပေါ့နော်နေမယ်မှာကျွန်တော်တို့ဟိုပြည်စုံတိကျစီတွေအများကြီးရှိတယ်ဗျာအဲ့လို့ဆိုတော့ တော်လန်အစိုးရအနေနဲ့ကလည်းပြည်သူလူထုနဲ့ကင်းကွာမှုမရှိအောင်ပေါ့နော်ကျွန်တော်တို့လိုဘာမဟုတ်တဲ့ဒီမြေပြင်ကထောက်ပံ့မှုလေးအသေးမွားလေးပေးနိုင်တဲ့လူတွေကသူတို့စကားသွားပြောတယ်နေကောင်းကြလားလို့မေးတဲ့ဟာမှာတောင်မှသူတို့နှွေးထွေးမှုပေါ့နော်နှွေးထွေးမှုအရန်ခံကျင်တဲ့သူတွေသူတို့ဘက်မှာကျွန်တော်တို့တွေရှိတယ်ကျွန်တော်တို့ရဲ့သူတို့ပြစ်မထားဘူးဆိုတဲ့ဟာကိုသူတို့တွေနဲ့ခံစားရတယ်အားတက်တယ်ဆိုတာပြီးပြန်ကြားရတယ်ပေါ့နော်ပြန်ကြားရတဲ့အခါမှာကျွန်တော်တို့လိုမဟုတ်တဲ့လူကလာပြောတာတော့အဲ့လောက်ခံစားရတယ်ဆိုလို့ရှိရင် မြေပြင်မှာမော်ဒီကျွန်တော်တို့ယုံကြည်ထားရပေါ့နော်ပြည်သူလူထုယုံကြည်အားကိုးတဲ့ NUG ကခေါင်းဆောင်ကြီးတွေမြေပြင်ကိုလာပြီးတော့အပိစကားပြောမယ်အဲသူတို့ကိုလာပြီးတော့နှစ်သိမ့်ပေးမယ်ဟိုအပိစကားပြောမယ်ဆိုလို့ရှိရင်တော့ဒါသူတို့တွေနဲ့အတိုင်းမတိပေါ့နော်အတိုင်းမတိဝမ်းသာကြလိမ့်မယ်အားတက်ကြလိမ့်မယ်ဟိုကျွန်တော်နေနဲ့ဟိုမြင်မိတယ်ပေါ့ဟုတ်